crypto queen လို့အမည်ပေးထားတဲ့အသက်58နှစ်အရွယ်တရုတ်လူမျိုးစင်မင်ချန်းကို UK ရဲတပ်ဖွဲ့ကသူ့အိမ်မှာရုတ်တရက်ဝင်ရောက်ဖမ်းဆီးနေတဲ့မတန်းဗီဒီယိုကိုအခုမြင်တွေ့နေကြရတာပါ crypto queen ဟာ2014ခုနှစ်နဲ့2019ခုနှစ်အကြားတရုတ်ယင်းနှိမ့်မြှုပ်နှံသူတွေထံကနေ American dollar 6.6 billion တန်ဖိုးရှိတဲ့ Bitcoin တွေကိုဒိန်လဲခဲ့မှုနဲ့ UK နိုင်ငံ York မြို့ရဲတပ်ဖွဲ့က2024ခုနှစ်ဧပြီလမှာဖမ်းဆီးခဲ့တာပါသူမကိုဖမ်းမိတဲ့အချိန်က Bitcoin 6000ကိုပါတင်ဆက်ရမိခဲ့တာကြောင့်အဲ့ဒီအချိန်က UK တမိုင်းမှာအများဆုံးဖမ်းဆီးရရှိခဲ့မှုဖြစ်ခဲ့ပါတယ်။သူမရဲ့ Blue Sky လို့အဓိပ္ပာယ်ရတဲ့ Lanchian Gallery ကုမ္ပဏီမှာလာရောက်ရင်းနှီးမြှုပ်နှံသူတွေတဲကအရင်လူကိုနောက်လူစီကရတဲ့ငွေနဲ့လက်ပေးပြီးအများရတဲ့အောင်ငွေလိမ်နဲ့ Ponzi Scheme ထောင်ပြီးတရုတ်ရင်းနှီးမြှုပ်နှံသူတသိန်း2800ထံကအဲ့ဒီငွေပမာဏကိုလိမ်ယူခဲ့တာပါ။တရုတ်အစိုးရကတည်သွားပြီး လိုက်လံစုံစမ်းတဲ့အခါမှာတော့နာမည်အတုနဲ့ UK နိုင်ငံကိုထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။သူမဟာလန်ဒန်မြို့မှာတလကိုပေါင်စတာလင်18000ပေးရတဲ့မန်ရှင်ကြီးကိုငါပြီးအထက်တန်းကြကြနေထိုင်နေပြီးလိမ်လည်ခိုးယူထားတဲ့ငွေတွေနဲ့ငွေမဲကနေငွေပြူဖြစ်အောင်ငွေကြေးခွာချပြီးအိမ်ချမ်းမြေတွေဝယ်ရင်းနှီးမြုပ်နှံထားတယ်လို့ဆိုပါတယ်။အခုနှစ်စက်တင်ဘာလမှာတော့သူမအနေနဲ့ငွေကြေးခွာချမှုလုပ်ခဲ့တယ်ဆိုတာကိုဝန်ခံထွက်ဆိုခဲ့ပြီးတဲ့နောက် ိုဝင်ဘာလ17ရက်မနေ့အင်္ဂါနေ့ကသူ့ကို UK တရားရုံးကထောင်ဒဏ်17နှစ်ချမှတ်အပြစ်ပေးလိုက်ပါတယ်။သူ့ရဲ့လုပ်ဖို့ကံပဲမလေးရှားနိုင်ငံသားစန်းခုတ်လင်းဆိုသူလဲ cryptocurrency ခိုးယူခွာချမှုနဲ့ဖမ်းဆီးအပြစ်ပေးခံရပြီးဖြစ်တယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝလိုက်ပါ